ပါခင်ဗျာ Fantasy Channel မှာကြိုဆိုပါတယ်ဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စာအုပ်လေးကတော့စာရေးဆရာ Motion IMT ရဲ့ Ferrari Language လို့ခေါ်တဲ့ဘာသာပြန်စာအုပ်လေးဖြစ်ပါတယ်စာရေးဆရာကြီး Robin Sharma ရေးသားတဲ့ The Monk Who Show His Ferrari လို့အမည်ရတဲ့စာအုပ်လေးဖြစ်ပါတယ်စာအုပ်လေးကိုဖတ်ပြခင်မှာစာရေးသူရဲ့အမှားစာလေးနဲ့အတူမိတ်ဆက်ချင်ပါတယ်ခင်ဗျာ။ ာသာပြန်သူဤအမာသာလွန်ခဲ့တဲ့လေးလလောက်ကငါတို့စပီးစာအုပ်တိုက်ပိုင်းရှင်ကိုစမ်းမောင်းကကျွန်တော်ကိုစာအုပ်လေးတို့ဖတ်ကြည့်ဖို့တိုက်တွန်းခဲ့ပါတယ်အကယ်၍ကျွန်တော်ဘာသာပြန်မှုစိတ်ဝင်စားတဲ့ဆိုရင်မူရင်းစာရေးဆရာစီကခွင့်တောင်းပေးမယ်လို့လည်းပြောခဲ့ပါတယ်စာအုပ်လေးရဲ့နာမည်က The Monk Who Stole His Ferrari တဲ့စာရေးသူကတော့ Robin Sharma ဖြစ်ပါတယ် ရောဘင်ရှာမာခေါင်းဆောင်မှုပညာရပ်တွေကိုတင်ကြားပေးတဲ့နေရာမှာကြော်ကြားသူတူဦးလည်းဖြစ်ပါတယ်။ The monk who sold his Ferrari ဟာ1998ခုနှစ်မှာထိုးဝေခဲ့တာဖြစ်ပြီးတော့တန်းနဲ့ချီရောင်းချခဲ့ရတဲ့စာအုပ်လေးလည်းဖြစ်ပါတယ်။ The monk who sold his Ferrari စာအုပ်ကိုစာဖတ်တုန်းကတော့တန်းနဲ့ချီရောင်းခဲ့ရတဲ့စာအုပ်မှန်းလည်းမသိခဲ့ပါဘူး။ ဆာအူလီရဲ့နာမည်ကိုစိတ်ဝင်စားလို့ဖတ်ဖြစ်ခဲ့တာပါစိတ်ထဲမှာလည်းဖြစ်ရမယ်ဇလန်လို့ထင်ပြီးဖတ်ခဲ့တာပါဒါပေမဲ့တကယ်တမ်းဖတ်ကြည့်တဲ့အချိန်မှာဖြစ်ရမယ်ဇလန်မဟုတ်တာကိုရိပ်မိလာခဲ့ပါတယ်အဲ့ဒါနဲ့ဆာအူကိုတေချာပြန်ဖတ်ကြည့်တော့မှ favor ဇလုံးကို ကျွန်တော်မမြင်ခဲ့မှန်းသဘောပေါက်လိုက်ပါတယ် favor ဆိုတာကတော့ဘဝသင်ခန်းစာတစ်ခုခုကိုပေးခြင်းလို့ပြင်ပမှာတကယ်မရှိတဲ့ဖန်တီးထားတဲ့ဇလန်မျိုးကိုခေါ်တာဖြစ်ပါတယ် စာရေးသူက သူပေးခြင်းတဲ့ message တွေကိုဒီအတိုင်းမပေးဘဲဆက်လန်းဆက်ွက်လေးနဲ့ပေးတာကိုဆိုလိုတာပါဒီတော့စာဖတ်သူတွေလည်းကျွန်တော်လို အထင်လွဲမှမိတာမဖြစ်အောင်အခုကတည်းကကြိုအတီးပေးပါရစေဒီစာအုပ်ကဆက်လန်းဟာဖြစ်ရမှာမဟုတ်ပါဘူးစာရေးသူက သူပေးခြင်းတဲ့ message ကိုဇလန်းလေးနဲ့ပေးထားတာဖြစ်ပါတယ်။များသောအားဖြင့်ဆေးရတကြပဲစာပေတွေရေးသားတဲ့သူတွေဟာသူတို့ပြောခြင်းတဲ့အချက် သူတို့ရဲ့အတွေ့အကြုံတွေကို တိုက်ရိုက်ပြောကြားကြတာများပါတယ်။ဒါပေမဲ့ Robin Sharma ကအဲ့ဒီထက်ကခွဲထွက်ပြီးဇလန်သဘောမျိုးလေးနဲ့သူ့ဘဝအတွေ့အကြုံ သူ့ရဲ့အသိဉာဏ်တွေကို ဝေမျှခဲ့ပါတယ်။တကယ်ဖြစ်ရမှန်ဇလန်မဟုတ်မှန်သိသွားလို့အစာပိုင်းမှာစိတ်ပြတ်မိခဲ့ပေမဲ့စာအုပ်လေးကိုပြည့်တဲ့အထိ ကျွန်တော်ဆက်ဖတ်ခဲ့ပါတယ်။အဲ့ဒီလိုဖတ်မိခဲ့တဲ့အတွက်လဲဝမ်းသာမိပါတယ်။ ဒီစာအုပ်လေးထဲမှာကျွန်တော်အတွက်အသုံးဝင်တဲ့အသိပညာများစွာ ပါဝင်နေခဲ့ပါတယ်။ဒီစာအုပ်လေးကိုအပြည့်အထည်ဖတ်ပြီးချိန်မှာတော့ကျွန်တော်ဘာသာပြန်မှုဆုံးဖြတ်ခဲ့ပါတယ်။ဒီစာအုပ်လေးထဲမှာအဓိကဇက်ကောင်ကနှစ်ယောက်ပဲရှိပါတယ်။ဂျူလီယာမန်ဒဲဆိုတဲ့နာမည်ကျော်ရှေ့နေနဲ့သူ့ရဲ့လှုပ်ဖော်ကိုင်းမဲ့ဂျွန်ဖြစ်ပါတယ်။ရောဘင်ရှာမာသူပြောခြင်းတဲ့အကြောင်းအရာတွေကိုဂျူလီယာမန်ဒဲဆိုတဲ့ဇက်ကောင်ကတစ်ဆင့်စာဖတ်သူတွေကိုပြောပြခဲ့တာလည်းဖြစ်ပါတယ်။ ဒီနေရာမှာစာဖတ်သူတွေကို တခုကြိုတင်ပြီးသတိပေးချင်တာလေးလည်းရှိပါတယ်။ဒီစာအုပ်ဟာစာဖတ်သူတွေချီကျူးတာခံခဲ့ရသလိုဝေဖန်တာလည်းခံခဲ့ရတဲ့စာအုပ်လည်းဖြစ်ပါတယ်။ချီကျူးခံခဲ့ရတာကတော့ဒီစာအုပ်ထဲမှာပါဝင်နေတဲ့အဖို့တန်အတ္တိတရားတွေကြောင့်ပဲဖြစ်ပါတယ်။ဒီစာအုပ်ထဲမှာကအတ္တိတရားတွေမှာ The Secrets Thinks and Grow Rich စတဲ့နာမည်ကျော်စာအုပ်တွေထဲကအသိပညာတွေလည်းပါဝင်နေပါတယ်။ အနှစ်တွေကြီးပဲစုထားတဲ့စာအုပ်လိုတောင်ပြောလို့ရပါတယ်။အဝေဘန်ခံခဲ့ရတာကတော့ Robin Sharma ရဲ့ကျသစာပေအရေးသားဖြစ်ပါတယ်။ Robin Sharma ဟာခေါင်းဆောင်မှုပညာကိုသင်ကြားပေးတဲ့နေရာမှာနာမည်ကျော်တဦးဖြစ်ပြီး motivational speaker တဦးလည်းဖြစ်ပါတယ်။သူကကျသစာပေတွေအဓိကရေးသားခဲ့သူမဟုတ်ပါဘူး။ဒီတော့ဒီစာအုပ်ကိုရေးတဲ့နေရာမှာသူ့ရဲ့ရသက်စာပေအရေးသားဟာလူအချက်တွေရှိခဲ့ပါတယ် ဒီအတွက်စာဖတ်သူတချို့ကဝေဖန်ခဲ့တာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအစာပိုင်းမှာဖတ်ရတာတိတ်ပြီးသဘောမကျမိတဲ့အရေးအသားတွေရှိခဲ့ပါတယ်ဒါပေမဲ့ဒီစာအုပ်ကလေးကပေးတဲ့အတီတရားတွေနဲ့ရှင်းလိုက်ရင်တော့အဲ့ဒီအချက်ဟာထက်ပြောစရာတောင်မလိုတော့ပါဘူးစာဖတ်ပြည့်သက်တွေဖတ်ရတာအဆင်ပြေအောင်အတတ်နိုင်ဆုံးကျွန်တော်ကြိုးစားထားပါတယ်ဘာသာပြန်တဲ့နေရာမှာတစ်ချက်မကြံတူအောင်တိုက်ရိုက်ဘာသာပြန်ထားတာမဟုတ်ပါဘူးစာဖတ်ပြည့်သက်တွေနားလည်လွယ်အောင် အဓိကထားပြီးဘာသာပြန်ထားပါတယ်လိုအပ်ချက်တစုံတရာရှိခဲ့ရင်ကျွန်တော်ရဲ့လိုအပ်ချက်သာဖြစ်ပါတယ်ဒီစာအုပ်ရဲ့အတတ်ချက်တစ်ခုကစာဖတ်သူမေးချင်လာမဲ့မေးခွန်းတွေကို စာဖတ်သူ အစားစက်ကောင်တယောက်ဖြစ်တဲ့ဂျွန်ကအမြဲမေးပြထားတဲ့အချက်ဖြစ်ပါတယ်ဂျူလီယန်ပြောတဲ့အချက်တွေမှာနည်းနည်းနားရှုပ်သွားတိုင်းဂျွန်ကမေးပြထားပါတယ်ဂျူလီယန်ကလည်းဂျွန်နားလည်အောင်အမြဲတမ်းပြန်ရှင်းပြထားပါတယ်ဒီတော့ စဖတ်သူရီရဲ့မိကွန်းတွေကိုလည်းဖြည့်ပြီးရရောက်ပါတယ်ဒီစာအုပ်မှာအခန်း73ခန်းပါဝင်ပြီးစာအုပ်တုံးလုံးကိုအဓိကအားဖြင့်နှစ်ပိုင်းခွဲလို့ရပါတယ်အခန်း1ကနေအခန်း6အထိကဇလန်းစင်တဲ့အပိုင်းဖြစ်ပါတယ်စာရေးသူပြောပြခြင်းနဲ့အဓိက message တွေကတော့အခန်း9ကနေအခန်း73အတွင်းမှာ ပါဝင်နေပါတယ်ပထမပိုင်းမှာဖတ်ပြီးစာအုပ်ရဲ့ဓမ္မကိုမဆုံးဖြတ်စေခြင်းလို့ကြိုပြောရခြင်းဖြစ်ပါတယ် တော်လုံးပြီးအောင်ဖတ်ပြီးမှဆုံးဖြတ်စီခြင်းပါတယ်ဒီဇာအုပ်ကနီလန်းတွေမှာလိုက်နာကျင်သုံးမှုနည်းနည်းခက်ခဲမဲ့နီလန်းအနည်းငယ်ပါပေမဲ့အများစုကလိုက်နာကျင်သုံးမှုလွယ်ကူတဲ့နီလန်းတွေဖြစ်ပါတယ်တကယ်လည်းဘဝအတွက်အသုံးဝင်တဲ့နီလန်းတွေဖြစ်ပါတယ်ဒီဇာအုပ်လေးကရတဲ့အသိပညာတွေနဲ့ပုံမပျော်ရွှင်တဲ့ဘဝလေးတစ်ခုတည်ဆောက်နိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ် motion imt ခန်းတဲ့မမြင်ချင်းတရားရဲ့သတိပေးခေါင်းလောင်းတဲ့တရားရုံးအလယ်မှာယုတ်တည်းရဲ့ပြည်လဲကြသွားတဲ့သူကိုကြည်ရင်ကျွန်တော်အံ့အသင့်နေမိတယ်။သူဆိုတာကတော့ကျွန်တော်ရဲ့မိတ်ဆွေကြီးဂျူလီယန်မန်တဲကိုဆိုလိုတာပါ။သူဟာဒီနိုင်ငံကဒိတ်ဒိတ်ကျဲရှိနေတွေတဲကတူပါ။ဒေါ်လာ3000နဲ့ဝန်းစုံနဲ့အမြဲကြီးကောင်းနေပြီး လူအများကြီးမှာထင်ပေါ်ကျော်ကြားလာသူတဦးလည်းဖြစ်ပါတယ်။သူ့ရဲ့ရှင်နေလောကအောင်မြင်မှုတွေဟာလည်းပြောမကုန်အောင်ရှိနေပါတယ်။သူလဲကြသွားတဲ့အချိန်မှာကျွန်တော်လဲတရားရုံးထဲမှာရှိနေခဲ့တယ်။ကျွန်တော်မြင်တွေ့ခဲ့ရတဲ့အဖြစ်အပျက်ကိုကျွန်တော်အံ့ဩမြင်တဲ့နေမိခဲ့ပါတယ်။အမြဲတမ်းကြောကြောဝင်ရှိနေခဲ့သူတဦးဟာခုချိန်မှာတော့တရားရုံးလယ်မှာလဲကြနေပြီးအကူညီမဲ့နေတဲ့ကလေးတယောက်လိုတုံတုံရင်ရင်နဲ့ ချွေးတွေလည်းအများကြီးထွက်နေပါတယ်။ကျွန်တော်တရင်ကလေးအတွင်းမှာယုတ်ဒီရဲ့တွေးမိတဲ့အတွေးတွေကအများကြီးဖြစ်သွားခဲ့တယ်။ဖခင်ကြီးဂျူလီယန်ပြစ်လဲသွားပြီလို့သူ့ရဲ့နောက်လိုက်တဦးကအော်လိုက်ပါတယ်။တရားသူကြီးလည်းတော်တော်လေးအံ့ဩတဲ့နေပုံရပြီး သူ့ရဲ့ခုံအောင်ကအရေးပေါ်ဖုန်းထဲကိုတခုခုပြောလိုက်ပါတယ်။ကျွန်တော်ကတော့အံ့ဩတင်ခြင်းများစွာနဲ့ကြောက်ရွံ့ဖြစ်နေမိပါတယ်။ ကျွန်တော်ကောင်းတယ်မှာလဲမသေးပါနဲ့အောင်ငါကောင်ကြီးဟာမင်းသေးဖို့အရန်စောလုံးပါသေးတယ်မင်းဒီလိုသေးဖို့မထိုက်တန်ပါဘူးလို့ပြောနေမိပါတယ်အစကမန္တရံပြီးကြောင်ကြီးနေတဲ့ဘီလစ်စည်းကြီးကလည်းပြုတ်တည့်ရဲ့သတိပြောင်းဝင်လာပြီးလဲကျသွားတဲ့ဂျူလီယန်ကိုအရေးပေါ်အသက်ကယ်ဆယ်မှု CPR ကိုစတင်ဆောင်ရွက်ပေးနေပါတယ်ဂျူလီယန်ရဲ့နောက်လိုက်ဖြစ်သူကောင်မလေးကတော့သတိလစ်နေတဲ့သူ့ဆရာဘေးမှာတုံ့နှုံရင်ရင်နဲ့ အပြေးစကားတွေပြောနေရှာပါတယ်ကျွန်တော်ဂျူလီယန်ကိုသိတာ၁၇နှစ်လောက်ရှိပါပြီ ကျွန်တော်ရှေ့နေကြောင်းပြီးတဲ့အချိန်ကလေးကသူနဲ့ဆက်တွေ့ခဲ့တာပါ သူလုံးလုံးနေတဲ့ကုမ္ပဏီမှာအလုပ်တင်အဖြစ်ဝင်ရောက်လုပ်ကင်ရာကနေသူ့ကိုစသည်ခဲ့တာပါအဲ့ဒီအချိန်တည်းကဂျူလီယန်အရန်တော်ခဲ့တာပါဂျူလီယန်ဟာရုပ်လဲဖြောင်းတဲ့အပြင် အကြောက်တရားကင်းမဲ့ပြီးတော်တော်လေးရီမန်းချက်ကြီးသူတူဦးလည်းဖြစ်ပါတယ် ဂျူလီယန်ဟာသူ့လုပ်လုပ်နေတဲ့ရှေ့နေကုမ္ပဏီရဲ့အလားအလာအရှိဆုံးရှေ့နေတူဖြစ်တယ်လို့ကုမ္ပဏီအတွက်ဝင်ဝင်ရှာပေးနိုင်ဆုံးသူဖြစ်ဖို့စူးစမ်းနေတဲ့တစ်ချိန်လည်းဖြစ်ပါတယ်ကျွန်တော်အလုံးလုံးကြတဲ့ညတွေမှာသူ့ရဲ့ရုံးခန်းပေးကဖြတ်လျှောက်တိုင်းသူ့ရဲ့အခန်းထဲမှာကတ်ထားတဲ့စာတစ်ခုကိုအမြဲတွေ့မိပါတယ်အဲဒီစာက ဝင်းစတန်ချာချီရဲ့စကားတွေကို ကြည်ထားတဲ့စာပါအဲဒီစာကိုကြည့်ရုံနဲ့ ဂျူလီယန်ဘယ်လိုလူမျိုးလဲဆိုတာခံမှန်းလို့ရပါတယ်။အဲ့ဒီစားကတော့ကျွန်ုပ်တို့ဟာကျွန်ုပ်တို့ကံကြမ္မာရဲ့အရှင်သခင်များဖြစ်ကြပြီး ကျွန်ုပ်တို့ဘဝတွေကိုရောက်လာတော့အရာအားလုံးဒီကျွန်ုပ်တို့လုံးဆောင်နိုင်တဲ့အရာများသာဖြစ်သည်။နာကျင်စရာများနဲ့မောပန်းစရာများဒီလဲကျွန်ုပ်တို့ဤခံနိုင်ဤဖြစ်ကြော်ဖြတ်နိုင်သောအရာများဖြစ်သည်။ကျွန်ုပ်တို့လောရများကိုယုံကြည်ပြီးအနိုင်မခံအရှုံးမပေးစိတ်ဓာတ်ရှိနေသည်၍အောင်မြင်မှုသည် ကျွန်ုပ်တို့အားရှောင်လွှဲမရပါဂျူလီယာအထက်ပါဆိုမိတ်အတိုင်းနေထိုင်သူလည်းဖြစ်ပါတယ်သူဟာစိတ်ဓာတ်မှာကြောပြီးအလုပ်လဲစူးစမ်းသူဖြစ်ပါတယ်အောင်မြင်ခြင်းကို ပိုင်ဆိုင်မဲ့ကံကြမ္မာ သူ့မှာရှိပြီးသားလို့ယုံကြည်နေသူဖြစ်ပြီးအဲ့ဒီအောင်မြင်မှုကိုရယူဖို့တနေ့ကို18နာရီလောက်အလုပ်လုပ်ဖို့လဲဝင်မလေးသူဖြစ်ပါတယ်ကျွန်တော်တစင်စားနေကြတိရတာကတော့သူ့ရဲ့အဖိုးဖြစ်သူဟာ ထင်ရှားတဲ့လွတ်တော်အမတ်တယောက်ဖြစ်ခဲ့ပြီးသူ့ရဲ့ဖခင်ဟာလည်းဘ ਹੁ တရားယုံမှာအများလေးစားရတဲ့တရားသူကြီးတဦးဖြစ်ခဲ့ပါတယ်။သူဟာငွေကြေးချမ်းသာတဲ့မိသားစုကဆင်းသက်လာတာကြောင့်သူ့အပေါ်မှာမိသားစုဝင်တွေကမျောလင့်ချက်ကြီးကြီးထားကြတယ်ဆိုတာသိတာထင်ရှားပါတယ်။ဒါပေမဲ့ဂျူလီယန်ဟာသူ့ရဲ့ကိုယ်ပိုင်ခံယူချက်နဲ့ပဲဘဝကိုဖျက်ဆီးပြီးသူလန်းသူ ဖောက်လို့ရှိခဲ့ပါတယ်။ ဘာပဲလုပ်လို့သူနီးလန်းနေပဲလုံးလေးရှိပြီးလူကြားထဲမှာ သူ့အီဂျင်ထုတ်ပြရတာကိုလည်းကြိုက်နေတဲ့သူတူဖြစ်ပါတယ်တရားရုံးတွေကဂျူလီယန်ရဲ့ဒိတ်တိကျဆွဆောင်မှုတွေဟာသတင်းစာတွေရဲ့မျက်နှာဖုံးတွေမှာမကြာခဏပါလာတတ်ပါတယ်နာမည်ဂျူရီနဲ့လူချမ်းသာတွေက ဥပဒေကိစ္စနဲ့ပတ်သက်လာရင် သူ့စီကို လာကြတာများပါတယ်သူဟာတရားရုံးတွင်ကိစ္စတွေတွေမဟုတ်ပဲတခြားကိစ္စတွေမှာလည်း နာမည်ကြီးသူတူဖြစ်ပါတယ်။မြို့ထဲကနာမည်ကြီးစားတော့ဆိုင်နေမှာငယ်ငယ်ချောချောဖက်ရှင်မော်ဒယ်လေးတွေနဲ့အတူတူစားတော့လေးရှိတာသို့မဟုတ်သူ့ရဲ့အသည့်ပွဲစားတွေနဲ့မူးယူအောင်တောက်ပြီးတောင်းညံ့ကြတာတွေကလည်းကုမ္ပဏီမှာပြောစမှတ်တွင်စရာတွေဖြစ်နေခဲ့ပါတယ်။ကျွန်တော်ကုမ္ပဏီကိုစားရောက်တဲ့နေရာဒီတုန်းကသူဟာလူတတ်မှုတစ်ခုအတွက်တရားရင်ဆိုင်မှုအမှုလက်ခံထားတဲ့အချိန်ဖြစ်ပြီး သူနဲ့အလုပ်တူတူတွဲလို့ဖို့ကျွန်တော်ကိုရွေးချယ်ခဲ့ပါတယ်။သူနဲ့အလုပ်တွဲလို့ဖို့ကျွန်တော်ကိုဘာလို့ရွေးချယ်ခဲ့လဲဆိုတာအခုချိန်ထိစဉ်းစားလို့မရပါဘူး။ကျွန်တော်ကဟားဘက်ဥပဒေတက္ကသိုလ်ကဖွဲရခဲ့တယ်ဆိုပေမဲ့အဲ့ဒီအချိန်ကကုမ္ပဏီမှာကျွန်တော်ကအတော်ဆုံးအလုပ်တင်မဟုတ်ပါဘူး။ကျွန်တော်မှာရှေ့နေမျိုးရေးလည်းမရှိခဲ့ပါဘူး။ကျွန်တော်ရဲ့အဖေကရေတက်ကထွက်လာပြီးကြတဲ့ကလက်ကျန်ဘဝတစ်လျှောက်လုံး လုံခြုံရေးဝန်ထမ်းအဖြစ်နဲ့ပဲဖြတ်သန်းခဲ့ပါတယ်။ကျွန်တော်အမေကလည်းတာမန်အိမ်တော်ရှင်မတူပါပဲ။ဒါပေမဲ့သူကျွန်တော်ကိုရွေးချယ်ခဲ့တယ်။သူ့ကိုမြောက်ပင်ပြောဆိုနေကြတဲ့သူတွေအားလုံးကိုကြော်ပြီးကျွန်တော်ကိုရွေးခဲ့ပါတယ်။ကျွန်တော်ရဲ့စာလောင်တဲ့သင်ယူလူစိတ်ကိုသဘောကျလို့ကျွန်တော်ကိုရွေးချယ်ခဲ့တာလို့သူပြောပြခဲ့ပူပါတယ်။ကျွန်တော်တို့အတူတူလက်တွဲကင်တွေခဲ့တဲ့အမှုမှာကျွန်တော်တို့အနိုင်ရခဲ့ပါတယ်။စနီးဖြစ်သူကိုရက်ဆက်စွာတတ်ဖြတ်မှုနဲ့ ဆွဆွဲခံခဲ့ရတဲ့လုပ်ငန်းရှင်တို့ကိုလွတ်မြောက်အောင်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။အဲ့ဒီနေရာဒီကတော့ကျွန်တော်တော်တော်လေးပညာရခဲ့တဲ့နေရာဒီပါ။နာမည်ကျော်ရှင်တွေတို့ဘလို့အမှုရင်ဆိုင်လဲဆိုတာမျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပါတယ်။သူစီကပညာတွေကိုရသလောက်ကျွန်တော်သင်ယူခဲ့ပါတယ်။ဂျူလီယန်ရဲ့ဖိတ်ဖိတ်ခေါ်မှုနဲ့အတူကျွန်တော်အဲ့ဒီကုမ္ပဏီမှာအလုပ်ဆက်လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့နှစ်ယောက်ကြားမှာကခင်မင်မှုကလည်းအချိန်တို့အတွင်းမှာတိုးပွားလာခဲ့ပါတယ်။သူကအလုပ်တွဲလုပ်လို့အကောင်းဆုံးလုပ်ဖို့ခိုင်မဲ့တော့မဟုတ်ပါဘူး။သူ့ရဲ့လက်အောက်ငယ်သားအဖြစ်အလုပ်လုပ်ရတာတခါတလေစိတ်တော်တော်လေးရှုပ်ထွေးရပါတယ်။ညဘက်နောက်ကျတဲ့အထိအလုပ်လုပ်ရပြီးညှင်းခုံရတာတွေလည်းမကြခဏဖြစ်တတ်ပါတယ်။သူက သူနီးလန်းနေပဲကြိုက်တတ်သူဖြစ်ပါတယ်။သူမားတယ်ဆိုတာမရှိပါဘူး။ဒါပေမဲ့သူ့ရဲ့မကြောတဲ့စိတ်ဓာတ်အောက်မှာတော့ လူတွေကိုကျင်နာရတဲ့စိတ်ရှိနေပါတယ်။သူဘလောက်ပဲအလုပ်ရှုပ်ပါစေဂျင်းနီနေကောင်းလားလို့အမြဲမေးလေးရှိပါတယ်။ဂျင်းနီဆိုတာကျွန်တော်ဥရေကြောင့်မတက်ခင်တည်းကလက်ထပ်ထားတဲ့ကျွန်တော်ရဲ့ဇနီးပါ။ကျွန်တော်အလုပ်တင်အဖြစ်အလုပ်လုပ်နေတဲ့အချိန်မှာဝေးရေးကြေးအခက်အခဲရှိခဲ့တာကိုသိလို့ဂျူလီယန်ကကျွန်တော်ပညာသင်ဆုရအောင်ကူညီပေးခဲ့ပါတယ်။တကယ်တော့သူမကူညီခြင်းခဲ့ရင်လဲအနေသာကြီးပါ။ဒါပေမဲ့ ူကမိတ်ဆွေတွေကိုဘယ်တော့မှပြစ်ထားလို့မရှိပါဘူး။ဂျူလီယန်အတွက်တော့တခုတည်းသောပြဿနာကအလုတ်အလွန်ညွန်လှုပ်ခြင်းပဲဖြစ်ပါတယ်။ပထမနှစ်တွေတုန်းကသူလို့လှုပ်တာအများများနေရင်ငါကုမ္ပဏီကောင်းကျိုးအတွက်လုပ်နေတာပါကွာလို့ပြောလို့ရှိပါတယ်။နောက်တော့သူတလက်လောက်အနားယူပြီးခေမန်ကျွန်းကိုသွားမယ်လို့ပြောပါတယ်။ဒါပေမဲ့ဘယ်တော့မှဖြစ်မလာပါဘူး။နောက်ဆောင်းရည်ကြရင်သွားတာပေါ့ကွာလို့စင်ကြေးပေးလို့ရှိပါတယ်။ သူ့ရဲ့အလုပ်ကြိုးစားမှုတွေကြောင့်အချိန်ကြာလာတာနဲ့အမျှဂျူလီယန်ဟာပုံမှန်နာမည်ကြီးတဲ့ရှေ့နေတယောက်ဖြစ်လာခဲ့ပါတယ်။ပုံမှန်နာမည်ကြီးလာတာနဲ့အမျှအလုပ်တွေကလည်းပုံများလာပါတယ်။သူလိုက်ရတဲ့အမှုတွေကပိုကြီးလာပြီးဂျူလီယန်ကလည်းသူ့ကိုစိန်ခေါ်နိုင်တဲ့အမှုမျိုးဆိုဘယ်တော့မှငင်းလို့မရှိပါဘူး။စူးစမ်းပြီးရင်စူးစမ်းသေးပါပဲ။နှစ်နာရီထက်ပိုအိပ်မိရင်အလုံးမလုံးမိလေခြင်းဆိုပြီး ူကိုယ်သူအပြစ်တင်တဲ့ကြောင်းကျွန်တော်ကိုရင်ဖွင့်ခဲ့မှုပါတယ်။သူဟာပုံမအောင်မြင်လို့ချင်းပုံမချမ်းသာလို့ချင်းဆိုတဲ့စားလောင်မှုတွေရဲ့တားကောင်ဖြစ်လာကြောင်းကျွန်တော်တဖြည်းဖြည်းနဲ့ကြီးမိလာခဲ့ပါတယ်။ ထင်ထားခဲ့တဲ့အတိုင်းဂျူလီယန်တဖြည်းဖြည်းနဲ့ဒိဋ္ဌိကျရှိနေတယောက်ဖြစ်လာခဲ့ပါတယ်။သူဟာလူတိုင်းလိုချင်တဲ့အရာတွေကိုအရယူနိုင်ခဲ့ပါတယ်။ဝင်ငွေတွေတပုံကြီးဝင်တဲ့သူတယောက်ဖြစ်လာပြီးခြံဝန်းကြီးကြီးထဲမှာအင်းအကြီးကြီးတစ်လုံးကို ပိုင်ဆိုင်နိုင်တဲ့သူဖြစ်လာခဲ့ပါတယ်။သူနေတဲ့နေရာကနာမည်ကျော်တွေပဲနေတဲ့ရပ်ွက်ဖြစ်ပြီးကိုပိုင်လေးရင် Ferrari ကစရာတွေပိုင်ဆိုင်လာတဲ့အပြင်လူရည်ဒီမှာအပန်းဖြေထွက်ဖို့အပူပိုင်းကျွန်းတစ်ခုပေါ်မှာလည်း အိမ်တလုံးမှာဝယ်ထားပါသေးတယ်။အပြင်ဘက်မှာအလုံးအစင်ပြေနေပေမဲ့သူတခုခုဖြစ်တော့မယ်ဆိုတာကျွန်တော်သိနေခဲ့ပါတယ်။သူများတွေတဲ့အမြင်ပိုစုရှလို့ကျွန်တော်သိခဲ့တာမဟုတ်ပါဘူး။ကျွန်တော်ဟာသူနဲ့အနီးကပ်ဆုံးနေထိုင်သူမို့သိနေခဲ့တာပါ။ကျွန်တော်တို့နှစ်ယောက်လုံးကအလုံးမှာအမြဲတူတူရှိနေတာကြောင့်သူဘလောက်အလုပ်လုပ်လဲကျွန်တော်အသိဆုံးပါ။နောက်ဆုံးခြင်နေခဲ့တဲ့အမှုတဲ့ပိုကြီးတဲ့အမှုဆိုတာ သူ့အတွက်အမျက်ရှိနေတတ်ပါတယ်။ဘယ်တော့မှအရှိန်သက်သွားတယ်ဆိုတာမရှိပါဘူး။သူဟာအမှုတစ်ခုလိုက်ပြီးဆိုရင်ချိုတင်မြင်စင်မှုအများကြီးလုပ်လို့ရှိသူလည်းဖြစ်ပါတယ်။တရားသူကြီးဒီလိုမင်းရင်ဘယ်လိုလုပ်မလဲ။ကိုလိုမင်းရင်ဘယ်လိုလုပ်မလဲ။ငါတို့ရှာဖွေထားတဲ့အချက်လက်တွေကမပြည့်စုံရင်ဘယ်လိုလုပ်မလဲ။စသဖြင့်မိကုံပေါင်းများစွာသူ့ကိုယ်သူ မေးလို့ရှိသူဖြစ်ပါတယ်။ကျွန်တော်တို့နေရာစလုံးအဆုံးအစွန်ထိ ခေါင်းချောက်အောင်စဉ်းစားတတ်ကြပြီးကျွန်တော်ကိုယ်တိုင်လည်းသူ့ရဲ့အလို့ဥစားပေးမှုဘဝထဲမှာပိတ်မိလာပါတယ်သူများတွေမိသားစုနဲ့အတူတူရှိနေချိန်မှာကျွန်တော်တို့နှစ်ယောက်ကတော့64ရက်ပေါ်ကဂျုံကန်ထဲမှာအောင်မြင်မှုနောက်တကောက်ကောက်လိုက်နေခဲ့ကြပါတယ်ဂျူလီယန်ဟာအလို့ကြိုးစားလွန်ပြီးတော့မသိရင်သူ့ကိုယ်သူသေးလောက်အောင်တတ်နေတယ်လို့ပါပဲသူ့ကိုကြည့်ရတာအပင်မလွန်ပြီးတည်ကျင်နေတဲ့သူတယောက်နဲ့တောင်တူနေပါတယ် ဘေရာကမှသူ့ကိုကျေနပ်အောင်မစွမ်းဆောင်ပေးနိုင်ပါဘူးသူ့ရဲ့အိမ်တော်ကြီးကလည်းယိုရင်းလာပါတယ်သူ့ရဲ့အဖေနဲ့လည်းသူစကားမပြောတော့ပါဘူး तू ဟာလူတိုင်းလိုချင်နေတဲ့စီစဉ်ဥစ္စာတွေနဲ့အောင်မြင်မှုတွေရှိနေပေမဲ့ तू လိုချင်တာရှာမတွေ့သေးတဲ့ပုံစံဖြစ်နေပါတယ်အသက်53နှစ်အရွယ်မှာဂျူလီယန်ဟာအသက်80အရွယ်လိုထင်ရလောက်အောင်ပုံမင်းရင့်ရောနေခဲ့ပါတယ်သူ့ရဲ့ဟန်ချက်မညီတဲ့လူနေမှုပုံစံကြောင့် စိတ်ဖိစီးမှုတွေများပြားခဲ့ပြီး မျက်နှာမှာလည်းပရေနေရီတွေတွန့်နေပါတယ်။စေကြီးတဲ့ဇာတ်တော်ဆိုင်တွေမှာညနေမှစားခဲ့တဲ့ညစာတွေအဆက်မပြတ်တောက်ခဲ့တဲ့ secret တွေအလွန်ကျွံတောက်ခဲ့တဲ့ကိုညက်အရက်တွေကြောင့်သူဟာအဝလွန်ပြီးကြမ်းမရည်လဲချုပ်ရင်းနေပါတယ်။သူ့ဘဝကိုညင်းငွေလာပြီးဖြစ်ကြောင်းလဲမကြာခဏပြောလို့ရှိပါတယ်။အရင်တုန်းကဟာတညာရှင်မြူးတဲ့ဂျူလီယန်ဟာအခုချိန်မှာတော့ရဲတောင်မရဲတော့ပါဘူး။ အရင်တုန်းကဆေးရထက်တမ်းမှုအပြည့်နဲ့ဂျူလီယန်ဟာအခုတော့လေးလံတိုင်းမင်းနဲ့ဂျူလီယန်ဖြစ်နေပါပြီကျွန်တော်ထင်တော့သူ့ဘဝမှာရည်မှန်းချက်ပျောက်သွားပုံရပါတယ်စိတ်မကောင်းစရာအကောင်းဆုံးအချက်က သူဟာတရားရုံးမှာအမှုရင်ဆိုင်တဲ့အခါမှာတောင်းအာယုံဆုဆိုင်မှု မရှိတော့တာပါပဲတစ်ချိန်လုံးကသူအလွယ်တကူရင်ဆိုင်နိုင်ခဲ့တဲ့အမှုတွေကိုအခုတော့မဖြေရှင်းနိုင်တော့ပါဘူးဂျူလီယန်ရဲ့တောက်ပတဲ့ဘဝဟာတဖြည်းဖြည်းမှေးမိလာပါတယ် ူဟာရုပ်ပိုင်းဆိုင်ရာတွင်ပျက်စီးသွားတာမဟုတ်ပဲစိတ်ပိုင်းဆိုင်ရာမှာလည်းပျက်စီးလာခဲ့ပါတယ်။သူလုံနေရတာကို မပြောရှင်းတော့ကြောင်းသူ့ဘဝဗလာနတ်တိဖြစ်နေကြောင်းနေတိုင်းပြောလာခဲ့ပါတယ်။ဂျူလီယန်ဟာမိဘတွေကြောင့်ဥပဒေပညာကိုလေ့လာခဲ့ရပေမဲ့သူကိုယ်တိုင်လည်းဥပဒေကို နှစ်သက်ခဲ့သူဖြစ်ပါတယ်။ဥပဒေပညာရဲ့ရှုပ်ထွေးမှုနဲ့ဉာဏ်ပညာအသုံးပြုမှုတွေက သူ့ကိုစိတ်ဝင်စားစေခဲ့ပါတယ်။ လူရည်ဘောဥရပညာရရဲ့အကျိုးပြုပုံကသူ့ကိုပုံမိုလေးလာဖို့စေရတက်စေခဲ့ပါတယ်။သူဟာလူချမ်းသာမိသားစုကပေါ်ပွားလာတဲ့ကလေးတယောက်ဆိုတာထက်ပိုခဲ့ပါတယ်။သူဟာငယ်စဉ်က သူ့ကိုသူ လူအဖွဲ့စည်းကိုအကူအညီပေးနိုင်မဲ့သူတယောက်လို့မြင်ခဲ့ပြီးအဲ့ဒီအမြင်ကြောင့်ပဲသူ့ဘဝဟာအထိပယ်ရှိလာခဲ့တာဖြစ်ပါတယ်။အဲ့ဒီအမြင်ကြောင့်ပဲသူ့ဘဝမှာမျောလင့်ချက်တွေရှိလာတာဖြစ်ပါတယ်။ ဂျူလီယာသူ့ရဲ့သမီးဝမ်းကြောင်းအလို့ကြောင့်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာပျက်စီးခဲ့တာအပြင် သူနဲ့ကျွန်တော်မတွေ့ခင်တည်းကကန်ဆိုးမှုမောင်ကြောင့်မှုတစ်ခု ဖြစ်ခဲ့တယ်လို့သိရပါတယ်။ကုမ္ပဏီကစီနီယာချုပ်ပြောပြပုံရဂျူလီယာမှာစိတ်ဓာတ်ရာတစ်ခုခုရှိနေတယ်လို့သိခဲ့ရပါတယ်။ဒါပေမဲ့ဘာအကြောင်းကြောင့်လဲဆိုတာကိုတော့ကျွန်တော်ကိုဘယ်သူမှ မပြောပြကြပါဘူး။ကုမ္ပဏီကပါဇက်ဖော်တဲ့အဖိုးကြီးဟာဒင်းတောင်ကျွန်တော်ကို မပြောပြပါဘူး။ ဘလို့လိုဝဲချက်ပဲဖြစ်ပါစေအဲ့ဒီလိုဝဲချက်စိတ်တရားဂျူလီယန်ရဲ့စိတ်ကိုတနည်းတပုံထိခိုက်နေတယ်လို့ကျွန်တော်တန်တရားရှိနေခဲ့ပါတယ်ကျွန်တော်အဲ့ဒီလိုဝဲချက်ကိုသိကျင်နေခဲ့ပါတယ်သိကျင်တဲ့အဓိကအကြောင်းရင်းကကျွန်တော်ဂျူလီယန်ကိုကူညီခြင်းလို့ပါသူဟာကျွန်တော်ရဲ့စံပြပုဂ္ဂိုလ်တစ်ယောက်တည်းမဟုတ်ပါဘူးကျွန်တော်ရဲ့အကောင်းဆုံးမိတ်ဆွေလည်းဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့တရားရုံးထဲမှာဂျူလီယန်လက်ကျနေတဲ့အဖြစ်အပျက်ဖြစ်ခဲ့ပါတယ် ရုပ်တရက်နှလုံးထပေါက်တာဖြစ်ပြီးတရားရုံးနံပါတ်9အလယ်မှာလဲကျခဲ့တာပါဂျူလီယန်ဟာလည်းမမြဲခြင်းတရားရဲ့နဲ့မကင်းတဲ့လူသားတစ်ယောက်ဆိုတာကိုကန်တရားကတတိပေးလိုက်တယ်လို့ပါပဲဟုတ်ကဲ့အဆုံးထိနာတော်တာဆင်ပေးခဲ့ကြတဲ့ပြည်သက်တူတယောက်ချင်းစီတိုင်းကိုကျွန်တော်တို့ လန်ဒစီ channel မှာကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ Ferrari language အခန်းနှစ်ကိုလည်းဆက်လက်ကြည့်ရှုအားပေးကြပါဦးလို့မြတ်တရရေခံပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ